အခုဇန်နဝါရီပြောင်းရွှေ့ကာလမှာကျွန်တော်တို့ Chelsea တင်ခေါ်ယူတင်တဲ့ဗဟိုနောက်ခံလူ9ယောက်မင်္ဂလာပါဗျကိုခဲစ်တဖုတ်ဘောရှိုးကနေကြိုးစားရတဲ့ကျွန်တော်ကိုခဲမှာပရီးမီးယားလီးဂ်ကျွန်တော်တို့အားပေးတဲ့အသင်းတွေထဲမှာဆိုရင်ကျွန်တော်မြင်ရသလောက် Chelsea နဲ့ Man United နှစ်သင်းကဇန်နဝါရီပြောင်းရွှေ့ကာလမှာမဖြစ်မနေခေါ်ယူရမယ့် ိုသရှင်တွေရှိနေတယ်ယူနိုက်တက်ဒီကွင်းလယ်အဖြတ်ကစားသမားတယောက်မဖြစ်မနေလိုအပ်ပြီးချယ်ဆီကတော့ဗဟိုခံစစ်မှုတယောက်မဖြစ်မနေလိုအပ်ပါတယ်အာစနယ်တော်တင်နောစပါမန်စီးတီးလီဗာပူးစတဲ့အသင်းတွေကတော့ခေါ်လဲရတယ်မခေါ်လဲပြဿနာမရှိဘူးချယ်ဆီနဲ့ယူနိုက်တက်လောက်ရေကြီးမနေတဲ့အခြေအနေမျိုးပါတလောတော့ကတော့ယူနိုက်တက်အသင်းခေါ်ယူတဲ့ကွင်းလယ်ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးခဲ့ပြီးပါပြီဒီတစ်ခါတော့ချယ်ဆီအသင်းခေါ်ယူတဲ့ကွင်းလယ်ကစားသမားတွေနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုကြိုပြောချင်တာက အခုကစားသမားတွေကစာချုပ်တတန်းရအသက်ရွယ်ရပြောင်းရွှေ့ကြီးအရာဖြစ်နိုင်ကြီးများတဲ့ပလေယာတွေကိုထည့်သွင်းသုံးသပ်ထားတာပါတချို့နာမည်ကြီးကစားသမားတွေကဖြစ်နိုင်ကြီးနဲတဲ့အတွက်ကျွန်တော်ထည့်သွင်းမသုံးသပ်ထားတာလည်းပါပါတယ်ဒါအပြင် အခုခေါ်ယူတင့်နယ်ဆိုတဲ့ကစားသမား၅ယောက်ကကျွန်တော်ရဲ့အတွေးအမြင်တသက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတူမတူအခုပဲကြည့်လိုက်ရအောင်ခင်ဗျာနံပါတ်၅နေရာမှာအခေါ်ယူတင့်ဆုံး ပလေယာတယောက်ဖြစ်သတ်မှတ်ထားတဲ့ကစားသမားကတော့ Borussia Dortmund ရဲ့နောက်ခံကစားသမား Germany defender Charlotte Back ဖြစ်ပါတယ်ကျွန်တော်အရင်ကြိုက်တဲ့ခံစင်မှုထဲမှာပါတယ်မြန်မာ့ခေ defender တွေကဘောပလင်းလဲရရမယ်ဘောဝင်းလဲရရမယ်ဆိုပေမဲ့တေချာစွာကစားတတ်ဖို့လိုတယ် ကစားသမားတရားကတော့ဘောပလင်းလည်းရတယ်ဘောဝင်းလည်းရကြမှာပါဒါပေမဲ့ကျွမ်းကျင်ပိုင်နိုင်တေသက်စွာကစားတဖို့ကတော့လူတိုင်းမဖြစ်နိုင်ပါဘူးဒီထဲမှာရှလော်ဒါဘက်ကတော့ထိတ်ဆုံးနေရာမှာရှိနေပါတယ် aggressive play ကိုလည်းပိုင်ဆိုင်ထားသလိုသူ့ရဲ့အသက်အရွယ်ကလည်း25နှစ်ဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအသက်အရွယ်နဲ့အချိန်နှီးအဆင့်တန်းမှာရှိနေပါတယ်တကယ်လို့လူကျင်တဲ့ defender တယောက်ပါဒါမဲ့ကျွန်တော်နံပါတ်5မှာဘာကြောင့်ထည့်ထားလဲဆိုတော့ borussia dortmund ကြောင့်ဖြစ်ပါတယ် dortmund ဒီညံ့နိုင်ရအရန်ခတ်တဲ့ club သင်းမျိုးပါအခုလက်ရှိအချိန်မှာလဲ pressure dotman ပြိုင်ပွဲတော်တော်များများပြိုင်နေရတဲ့အခါ charlotte back လို့ အဓိကစန္ဒဘက်ကစားသမားတယောက်ကိုလွလွယ်ကူကူဇန်နဝါရီပြောင်းရွှေ့ကာလမှာလက်လွတ်ခံမယ်လို့မထင်ဘူး။ဒါပေမဲ့ခေါ်မယ်ဆိုရင်လည်းခေါ်လို့တော့ရတဲ့အခြေအနေမျိုးလေးတွေရှိတယ်။အဓိကတော့သူ့ရဲ့ contract expiration ကြောင့်ဖြစ်ပါတယ်။2029မှာစာချုပ်တည်တံ့ကိုမှဖြစ်တဲ့အတွက်ကြောင့်ဒီဘောလုံးရသည်ပြီးသွားရင်ရှော်လဒါဘက်ကစာအုပ်တည်တံ့တစ်နှစ်ပဲကျန်မာရတယ်။ဈေးကိုလက်ရှိပေါက်ကြီးယူရိုတန်40ထက်ပိုပေးပြီးယူရိုတန်60လောက်ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့မျောလင်းလို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ခင်ဗျာ။ ကဲကျွန်တော်နံပါတ်၄နေရာမှာခေါ်ယူသေးခြင်းနဲ့ကစားသမားအဖြစ်သတ်မှတ်ထားတဲ့သူကတော့ Sporting Lisbon ရဲ့နောက်ခံလူ Inacio ပဲဖြစ်ပါတယ် Inacio ကလည်း Charlotte Back နဲ့အလားတန်သူတွေ Contract Expire ကတော့2029ဖြစ်ပါတယ်တို့ပေမဲ့ Sporting Lisbon ကတော့အရင်ညှိနှိုင်းဆွေးနွေးရတာတိတ်လွယ်ကူတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးဒါပေမဲ့ထပ်ပြောရလိမ့်မယ်ကျွန်တော်တို့က Sporting Lisbon နဲ့ဆက်ဆံရေးကောင်းတချို့တော့ရှိနေတယ် Giovanni Quina လိုမျိုးတကယ်ကျယ်ပွင့်ကစားသမားကိုရှေ့ပြေးအနေနဲ့ ခေါ်ယူထားနိုင်တယ်အဲ့တော့ကြောင့်ဒီ Inacio လို့ player မျိုးကို Sporting Lisbon လိုချင်တဲ့ပြောင်းရွှေ့ဂျေးမျိုးမျိုးမြတ်ပေးမယ်ဆိုရင်တော့ဇန်နဝါရီပြောင်းရွှေ့ကာလတည်းကခေါ်ယူလို့ရကောင်းရနိုင်တယ်အသက်အရွယ်က ကျွန်တော်24နှစ်ပဲရှိသေးတယ်လက်ရှိကာလပေါက်ကြီးကယူရို45တန်းတန်း90တန်း60လောက်ရင်းမယ်ဆိုရင် NRCU ကိုရနိုင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့လဲယူရို45တန်းဝင်းကျင်လောက်နဲ့လဲ NRCU ကိုခေါ်နိုင်တယ် NRCU ကလည်း Shallota Back Need to Bobbling Bowling ရတဲ့ player Shallota Back လောက်တော့ကစားဖို့တည်တတ်မှုတော့မရှိဘူးဒါပေမဲ့လည်းခွန်အားအပြည့်နဲ့ကစားနိုင်တဲ့ပေါ်တူဂယ်သားဖြစ်တဲ့အတွက်ကြောင့် Randy ရှိတယ် NRCU ကိုခေါ်ယူတဲ့နံပါတ်၄နေရာမှာအဲ့အတွက်ကြောင့်ကျွန်တော်ထည့်သွင်းပေးထားတာပါ ကဲဒီတစ်ခါတော့ခေါ်ယူတဲ့နံပါတ်3နေရာမှာရှိတဲ့ပလေယာကို live အသင်းရဲ့တင်တဲ့နောက်ခံစားသမားလူကီးပါရွေးချယ်ထားပါတယ် အလူကီးပါရဲ့စာချုပ်တက်တန်းကတော့2029မှာကုန်မှာခေါ်ရတော့ခက်မယ်ဒါပေမဲ့ကျွန်တော်ဘာကြောင့်ထည့်ထားလဲဆိုတော့သူ့ရဲ့အသက်အရွယ်နဲ့ Chelsea ပေါ်မှာသူထားတဲ့စိတ်နေသဘောထားကြောင့်ဖြစ်ပါတယ်။နွေရာသီပြောင်းရွှေ့ကာလမှာခရေကလူကီးပါကို Chelsea ခေါ်ယူဖို့အနည်းဆက်ဆုံးအခြေအနေရှိခဲ့တယ်။ဒါမဲ့အကြောင်းရင်းမျိုးကြောင့်မခေါ်ခဲ့ဘူး။လူကီးပါကိုယ်တိုင်က Chelsea အသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီဇင်ဘာပြောင်းရွှေ့ကာလမှာသာ Leipzig လိုချင်တဲ့ပြောင်းရွှေ့ခြင်း ပေးပြီးခေါ်မယ်ဆိုရင်တော့လူကီဘာဒီချယ်ဆီကိုစောစီးစွာရောက်လာနိုင်တဲ့ပလေယာဖြစ်တဲ့ယူရိုတန်း၄၀ကာလာပေါ့ချီရှိတယ်။ဒါမှလည်းရှေ့မှာပြောသွားခဲ့တဲ့အင်နာစီယိုနဲ့ရှာလော့တာဘက်ကလောက်တော့ဆွဆောင်ရင်ပိုင်းတိတ်မကောင်းဘူး။အဲ့ကစားသမားနှစ်ယောက်ကိုမိဖို့အတွက်လိုအပ်ချက်လေးတွေအနည်းငယ်ရှိနေပါသေးတယ်။အခုတော့ရှိတာပေါ့လူကီဘာချက်ချင်းရေတို့ဖြည့်ရှင်းနိုင်မဲ့ပလေယာတယောက်တော့မဟုတ်ဘူး။အနာဂတ်အတွက်တော့ကောင်းကောင်းကောင်းလိမ့်မယ်။သူ့ရဲ့ level ကလပိုင်းကိုယ်ရဲ့ကိုမိဖို့အနည်းငယ်တော့လိုအပ်နေသေးတယ်။ချက်လိုပါတို့တူစင်တို့နဲ့တော့အရင်ကြီး กว่าမနေပါဘူးခင်ဗျဒါပေမဲ့သူကိုယ်တိုင်ကပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့် ခေါ်မယ်ဆိုရင်လည်းခေါ်လို့ရတဲ့အခြေအနေမျိုးပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုတလက်စာတွေမိတ်ဆက်ပေးချင်တာကတော့အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Super Senior Bigboss ကအင်ဘတ်ခွန်ရှင်ကို၅ဒလုံးမိတ်မောင်ငါး၆တို့ကို Member တစ်အပိုစုကြီးတွေနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပမာဏမှတ်39 89 669440မှာစုံစမ်းမေးမြန်းလို့ရပါတယ်။ကဲဒီတကားတော့ Chelsea နောက်တန်းမှာအခေါ်ယူသင့်ဆုံးနံပါတ်1ပလေယာဖြစ်သတ်မှတ်ထားတဲ့သူကတော့ကျွန်တော်ကိုယ်တိုင်တိတ်ကြိုက်တဲ့ Nottingham Forest အသင်းနောက်ခံလူ Murillo ဖြစ်ပါတယ်။ Murillo ကတော့ ကျွန်တော်ခုခေါ်ဦးတင့်တယ်ဆိုရဲကစားသမား9ယောက်ထဲမှာပါစနယ်ကကျွန်တော်အကြိုက်ဆုံးပလေယာပဲအရောက်စီဂျင်ဆုံးပလေယာပဲမူရီလိုကိုကျွန်တော်အရန်ကြိုက်တာမူရီလိုဒီပါရမီရှင်ဖြစ်တယ်ပါရမီရှင်တွေက အရင်လေးကျင့်နေစရာမလိုဘူးဟို body bit တွေဘာတွေတိတ်ထိမ့်သိမ့်နေစရာမလိုဘူးမူရီလိုရဲ့ physical bit ကိုကြည့်ကြည့်လိုက် fatigue လေးဗျာပြောမယ်ဆိုရင်အဲ့လို bike ခောက်ထွက်ထွက်လေးနေတယ်မလား gin totu လေးသို့တော့သွားရှုပ်လို့မရအောင် stamina ပြည့်တယ် physical ဘိုင်းအရင်ကောင်းတယ် knee စနစ်ဘိုင်းတိတ်ကိုကျွမ်းကျင်ပိုင်နိုင်လို့တယ်အခုကျွန်တော်ရွေးချယ်တဲ့နောက်ခံလူတွေထဲမှာ free kick ကန်ခွင့်ရတဲ့နောက်ခံလူကအဲ့ဒီမူရီလိုတယောက်ပဲမူရီလိုကအဲ့တလောက်ထိကိုကောင်းတာနော်အလွတ်တဲကန်ဘောတွေ အမြင်ပေါ်ရှင်းထုတ်ပုံတွေခေါင်းတိုက်ပုံတွေဘာမှအပြစ်သွားပြောစရာမလိုဘူးဖြစ်နိုင်မယ်ဆိုရင် DM တနေရာတော့ထည့်ပြီးတော့ကစားလို့ရတဲ့အခြေအနေမျိုးရှိနိုင်တယ်ဘရာဒေးသားဗျာကျွန်တော်ခြေစည်းမှာလည်းဘရာဒေးသားတွေခြေစွမ်းပြနေတဲ့အခါကျတော့မူရီလိုသာရောက်လာမယ်ဆိုရင်ကျွန်တော်တွေက Wembley World Game အရန်ကြိုက်တဲ့ player တယောက်ဖြစ်ပါတယ်သူကတော့2029မှာစာချုပ်တက်တန်းကုန်မှာဖြစ်တဲ့အတွက်ခြေစည်းအနေနဲ့တကယ်ခေါ်ခြင်းနဲ့ဆိုရင်ပြောင်းရွှေ့ခြေမျိုးမျိုးမြဲပေးရဖို့ရှိတယ်ယူရို55သန်းပေါက်ကြီးရှိတဲ့အတွက်ကြောင့်အနည်းဆုံးယူရို 65တန်းတန်း80လောက်အောင်နေကမ်းလမ်းအမနဲ့တူတယ်ဒီတက်ပို့ပြီးတော့များသွားရင်လေယူရိုတန်း80လောက်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ကျွန်တော်ကတော့ယူရိုတန်း80လောက်ထိမူရီလိုအသုံးပြုတင်တယ်လို့ထင်တယ်ဗျဒီကစားသမားရဲ့အသက်အရွယ်ကလည်း23ပဲရှိသေးတဲ့အတွက်ကြောင့် Chelsea အသင်းရဲ့နောက်ခံတတိုင်းမှာ Kalashi ခြေသွမ်းပြနိုင်တဲ့ player မျိုးဖြစ်တယ် Levico ဝဲနဲ့လည်းတူတူတန်တန်ရှင်ပြီးတော့ကစားနိုင်တဲ့ player မျိုးဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့မူရီလိုကိုအခေါ်ယူတင်ဆုံးနံပါတ်1မှာရွေးချယ်ပေးတာပါအဲ့လိုဆိုတခုမေးတရားရှိတယ်ကိုခန့်အခေါ်ယူတင်ဆုံး player ကဘယ်သူလဲကိုခန့်မူရီလိုကိုကြိုက်တယ်ဆိုပြီးဘာ ကြောင့်အခေါ်ဦးတင်ဆုံးနံပါတ်1နေရာမှာမထည့်ထားရလဲဆိုရင်စာချုပ်စာတန်းအခြေအနေရခေါ်ယူလို့လွယ်ကူမဲ့အခြေအနေရနော်လက်ရှိခြေသွမ်းပိုင်းအရာအဖြစ်နိုင်ဆုံးပလေယာတယောက်ရှိလို့ပါသူကတော့မကွီးဟီပါလက်ရှိချိန်ပေါ်ထွက်နေတဲ့သတင်းတွေကမကွီးနဲ့ဆက်ဆက်ပြီး ချက်စီကမခေါ်ဘူးပေါ့နော်အဲ့လိုသတင်းမျိုးတွေကျွန်တော်ကြားထားရတယ်ဒါတွေကသတင်းဖြစ်တဲ့အတွက်ကြောင့်ကောလာဟာလာလည်းဖြစ်နိုင်တယ်တကယ်လက်တွေ့အခြေအနေမှာကတော့မက်ကွီးဒီမျက်စိမိတ်ပြီးအခေါ်ဦးတင်တဲ့ဆုံးပလေယာပါနောက်လာမယ့်နွေရာဒီမသာလင်းမူရီလိုခေါ်ရင်ခေါ်ဗျာအခုဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ချက်စီဒီမက်ကွီးကိုခေါ်ယူရင်းမှာတကယ်သာစူးစမ်းမယ်ဆိုရင်တခြားသင်းတွေထက်ခေါင်းတလုံးပူတာနေပါတယ်ဘာကြောင့်လဲမက်ကွီးစီကရမယ်ဆဲလွန်ကလော့25%ချက်စီရတယ်ရရှိတယ်အခုချိန်မှာပဲလစ်အသင်းဒီမက်ကွီးကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့လက်လွတ်အောင်မှာထပ်ဆိုင်ပြောင်း ောင်းရွှေ့ကြီးဘလောက်ပဲရရချယ်ဆီကိုထိုးရောက်လိုက်တာသူတို့အတွက်အရှုံး ခံထားတယ်။နောက်ဆုံးပြပေါင်တန်း30 selling loss 25%ပေးလိုက်အောင်ပေါင်10တန်း blah 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 ဝင်းကျင်နဲ့မကွီးကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်လို့ရသွားနိုင်တယ်။ဒါအပြင်မကွီးကလည်းချက်သီးသည့်မှာအရင်တော့အလိုမျိုးအရန်ကစားသမားအဖြစ်လူငယ်ကစားသမားအဖြစ်ကစားရမှာမဟုတ်ဘူး။ Levine ကိုဝက်နဲ့တွဲပြီးတော့ကစားရမယ်။သူ့မြေသူ့ရေကိုသူပြန်ရောက်လာလိမ့်မယ်။လောက်ကပမာဏအရာလည်းများပြတဲ့အမောက်ပမာဏတွေကိုခံစားရလိမ့်မယ်။ချက်သီးသည့်ရဲ့ဟိုမဖြစ်မနေလိုအပ်နေတဲ့ခံစစ်အတွင်းလူနေရာမှာလည်းအဓိကအသုံးတော်ခံရလိမ့်မယ်။ပြောမယ်ဆိုရင် McGuire အတွက် benefits တွေကအများကြီးပဲဗျ။ချက် ယ်စည်းအနေနဲ့လည်းခေါ်လို့ရမယ်အခြေအနေတွေကအများကြီးပဲသူ့ရဲ့အသက်အရွယ်နဲ့ခြေသွမ်းမအရာလည်းလုံးဝထိုက်တန်ပြီးခေါ်ဦးသင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့မက်ဂွီးကိုဖြစ်နိုင်မယ်ဆိုရင်ချက်စီးသင်းအနေနဲ့အမိကခေါ်ဦးသင့်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်